ကျောင်းနိုင်ဖုံးကြီးကတိမ်ကျောင်းဖရားဒါရကမကြီးကိုရရဆက်ဆက်ဓာတ်နဲ့ခုတ်ပြီးတော့မတိမချင်းဓာတ်နဲ့ခုတ်တက်ခဲ့တဲ့အမှုပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ဒီကျောင်းနိုင်ဖုံးကြီးကတိမ်ကျောင်း ဖရားဒါရီကမကိုပေါ့နော်ရေးရဆက်ဆက်ဓာတ်နဲ့ခုတ်ပြီးတော့အာတက်ပြစ်ခဲ့တဲ့အမှုကိုကျွန်တော်ဒီနေ့ပြောပြပေးချင်ပါတယ်ဒီဖြစ်စဉ်ကဒီပြီးခဲ့တဲ့9လပိုင်း20ရက်နေ့ကပေါ့နော်ရန်ကုန်တိုင်းလဲကူးမြို့နယ်ကဒီအောင်ဖုံးပြည့်ဆိုတဲ့ဖုံးကြီးအောင်မှာဖြစ်သွားတဲ့အမှုဖြစ်ပါတယ်အာဖြစ်ပုံကဘယ်လိုလဲဆိုလို့ရှိရင်အဲ့ဒီဖုံးကြီးကပေါ့နော်ဒီတကာမကိုအာဒီပေါ့နော်ကာမလိန်လေရယူဖို့ကြိုးစားတယ်ဒါပေမဲ့ចောင်းတကာဒါရကာမကပေါ့နော်ဒီအဲ့ဖုံးကြီးကဒီတကာမကိုဒီ ပြောမယ်ဆိုလို့ရှိရင်များခက်ရရန်ပြောမယ်ဆိုလို့ရှိရင်ဒီမဒိန်ကျင့်ဖို့ပေါ့နော်အဲအဲ့လိုမျိုးလှုပ်ဖို့အဲစီယုံတဲ့အခါမှာသွေးဆောင်ဖျောက်တဲ့အခါမှာဒကာမကညင်းဆန်နေအတွက်ပေါ့နော်ဒီရုံရင်းဆန်ကဖြစ်တဲ့အတွက်သူဓာတ်နဲ့ခုတ်ပြီးတော့ပေါ့နော်မတိမချင်းတက်ခဲ့တယ်လို့သိရတယ်ပေါ့နော်အဲ့ဒီဒီတက်လာတဲ့ပုံတွေအရဆိုလို့ရှိရင်ဒီဒကာမပေါ့နော်ဒီလက်ကောက်ဝစ်ကြီးခုတ်ခံတာလက်ကောက်ဝစ်ကြီးတောင်ပြတ်ထွက်နေတယ်ပေါ့နော် ဆိုတော့ဖြစ်စဉ်အစအဆုံးကိုကျွန်တော်တည်တည်ရှာလေးထပ်ပြီးတော့ရှင်းပြပေးခြင်းပါတယ်။အဲ့ဒီတကမှာဒီမင်္ဂလာတုံမြို့နယ်မှာနေတယ်ပေါ့နော်။အဲ့ဒီဖုန်ကြီးကိုဒီကျောင်းတွေကားတွေအများတန်းလှူပေးနေတဲ့တကမှာကြီးဖြစ်တယ်ပေါ့နော်။အဲပြီးတော့ဒီတကမရဲ့အမေရလေးအဲ့ဒီဖုန်ကြီးရဲ့မေတော်နဲ့ပေါ့နော်။အဲ့ဒီဖုန်ကြီးကျောင်းမှာသွားပြီးတော့နေတယ်။အဲ့ဒီတကမရဲ့တူလေးရလေးဖုန်ကြီးကျောင်းမှာကိုရင်သွားပြီးတော့စီးနေပေါ့နော်။အဲမနက်ပိုင်းတစ်ခုမှာအဲ့ဒီဖုန်ကြီးကအဲ့ဒီတကမကိုပေါ့နော်။ဖခင်ကျောင်းတကမကိုဖုန်လန့်ဆက်တယ်။ဒီကျောင်းမှာသူ့ရဲ့အမေဒါနေမကောင်းလို့ပေါ့နော်။အသေးတယ်ဖြစ်နေဆိုပြီးတော့လန့်ခေါ်တယ်။ ကျောင်းကိုရောက်တဲ့အခါမှာအဲ့ဒီဖုန်းကြီးကပေါ့နော်အဲသူ့ရဲ့တင်ငန်းကိုပေးပြီးတော့အဲ့ဒီတက္ကမကိုရှော်ခိုင်းတယ်အဲရှော်ခိုင်းတဲ့အခါမှာဒီ ကျောင်းကကိုရင်တွေကိုလည်းစွန့်ငံထွက်ခိုင်းနေပေါ့နော်ပြီးလို့ရှိရင်ကျောင်းမှာအဘသူမှမရှိတဲ့အချိန်ပေါ့နော်ဘသူမှမရှိတဲ့အချိန်ကြမှာဒီရေချိုးကန်းလေးကိုအဝင်သွားတယ်ပေါ့နော်ဝင်သွားတယ်ဒီတင်ငန်းရှော်နေတဲ့ဒကာမယူဝင်သွားပြီးတော့အဲ့လိုမျိုးကာမရယူဖို့ကြိုးစားတယ်ပေါ့နော်ကြိုးစားတဲ့အခါမှာမအောင်မြင်ဘူးဒီဒကာမရုံရင်းဆန်ခတ်ဖြစ်တဲ့အခါမှာပေါ့နော်ဓာတ်နဲ့မတည်မရှင်ခုတ်တက်ခဲ့တယ်လို့အာသိရတယ်အဲ့ဒီဒီဓာတ်နဲ့ခုတ်တက်ခဲ့တဲ့ဖြစ်စဉ်ကိုဒီကျောင်းဒကာမရဲ့အမေကလည်းသူ့ရဲ့မျက်မြင်ပေါ့နော်တွေ့ခဲ့တယ်သူ့ရဲ့အမေကလည်းအခုဒါပြန်ပြောထားတာပေါ့နော်သူ့ရဲ့အမေကဒါမလုပ်ပါနဲ့လို့တောင်းမနာတော့မှမရဘူး ရုံးဆံကဖြစ်ပြီးတော့အဲ့ဒီကျောင်းတကာမကိုပေါ့နော်ဒီဖုံးကြီးကမတိမရှင်ရရဆက်ဆက်ခုတ်တက်ခဲ့တာကိုဒီကျောင်းတကာမရဲ့အမေကတွေ့ခဲ့တယ်လို့ဒါထွက်ဆိုထားတယ်ပေါ့နော်အဲအခုချိန်မှာတော့ဒီဖုံးကြီးကိုအားလုံးကဖမ်းဆီးထားတယ်ဘလို့အေးအေးယူဆောင်ရွက်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့အဲစောင့်ကြည့်ရမှာပေါ့နော်ဒါဒီဖြစ်စဉ်ကဒါတော်တော်ဆိုးတယ်ပေါ့နော်သာသနာကိုလည်းညှိုးနှွမ်းစီတယ်လို့တော်တော်လေးကိုမှဒါရုပ်ပေါက်တဲ့အဖြစ်ပြက်လေးဖြစ်တယ်ပေါ့နော်အဲအဲ့ဒီဒီတကာမကြီးကိုတော့ဒီ တည်ဆုံးသွားတဲ့ဒကာမဟုတ်ဘူးနော်ဒီမေလ23ရက်နေ့မနက်ပိုင်း7:00နာရီဝင်းကျင်ခန့်မှာပေါ့နော်အဲတရုတ်မေလို့လည်းသိရပါတယ်ဒကာမရဲ့အသက်ကတော့48နှစ်ရှိပြီလို့လည်းသိရတယ်ပေါ့နော်အဲဆိုတော့ဒီဒကာမကြီးဒါကောင်းရပုံဘွားရောက်ပါသေးလို့လဲဆူတောင်းပေးတယ်ဗောနောနောက်ဘွားကြရင်ဒီလိုအဖြစ်ဆိုးမျိုးနဲ့လဲမတွေ့ရပါသေးနဲ့လို့လဲအဆူတောင်းပေးပါတယ် အဲအခုခေတ်ကကျွန်တော်တို့ဒီဖုံးကြီးတုတွေဖုံးကြီးအယောင်တွေတန်ငါတုတန်ငါယောင်တွေအရန်ပေါ်လာတာဖြစ်တဲ့အတွက်ပေါ့နော်အားလုံးပဲဒီဂယူးစိုက်ပြီးတော့လှူဒန်းဖို့လဲလိုတယ်အဲဂယူးစိုက်ဖို့လဲလိုအပ်တယ်ပေါ့နော်ဒီဖုံးကြီးအတုတွေတန်ငါတုတွေကအရန်ပေါ်လာတာဖြစ်တဲ့အတွက်ဘရားအစ်အမှန်လဲကျွန်တော်တို့အားလုံးလေးလဲဟိုတက်တက်ကွက်ကွက်မသိရတော့ပေါ့နော်အဲဒါကြောင့်မလို့ဒီဖုံးကြီးအောင်ဆောင်ထားတဲ့သူတွေဘဲဖြစ်ဖြစ်တကယ်ဖုံးကြီးတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုကဒီလှူဒန်းမယ်ဆိုလို့ရှိရင်တည်တည်ချာချာလေးမှန်မှန်ကန်ကန်နဲ့လှူလိုက်အောင်လို့အဲဆုံးဖြတ်ပြီးတော့လှူကြပါလို့လဲအကြံပေးချင်ပါတယ်အဲဒါပေမဲ့ကိုကဒီဖုံး င်းအတူအရောင်လှူပေမဲ့လည်းတန်ကောက်ရီမှန်းပြီးလှူလို့ရှိရင်သူတို့ပဲဒါငရဲထီမှာပေါ့နော်ကိုကတန်ကောက်ရီမှန်းပြီးလှူတဲ့အတွက်ကိုရဲ့အလှူကတော့အမျက်မှာပါပဲနော်ဖះဟောထားတဲ့တရားလိုပဲငါဖះရဲ့ဒီတာသနာဘုပေါ့နော်ငါသားတော်တွေပြန်ဖြတ်မှပစ္စည်းမှလိုပဲဟောခဲ့တယ်လို့မျိုးပဲပေါ့နော်ဒါကျွန်တော်ကြားခုနောက်မှာရှိတဲ့ဟာကိုပြန်ပြီးပြောပြရတာပါအဲ့လိုမျိုးပဲဒါဒီလိုမျိုးတန်ခါ ရုပ်တွေရှိလို့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီသာသနာတော်ယူတာထိခိုက်တယ်ပေါ့နော်ဆိုတော့ဗျာဒီလိုမျိုးတန်ဃာရုပ်ပေါ့နော်အဲတန်ဃာတုတွေကိုကျွန်တော်တို့ဘယ်လိုမျိုးအပြစ်ပေးတင်လဲဘယ်လိုမျိုးတရားစီရင်တင်လဲဆိုတာကိုကျွန်တော်ရဲ့ comment ထဲမှာပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့သူတွေ comment ထဲမှာဝင်ရောက်ပြီးတော့တခုခုရေးသွားနိုင်ပါတယ်နော်ကဲဒါဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုကဒီလောက်ပါပဲနောက်ဗီဒီယိုကျမှကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်နော်ကဲအားလုံးပဲ see you next video ပါခင်ဗျာ